အားလုံးမင်္ဂလာပါဗျာအဲ့တော့မိတ်ဆွေက second phone လဲသုံးချင်းလဲအဲ့တော့ screen size ကြီးကြီးလဲသုံးချင်းလဲ performance လဲလုံးဝ smooth ဖြစ်အောင်သုံးချင်းနဲ့ gain လဲဆိုးချင်းနဲ့အဲ့တော့တရားနာမယ် movie ကြည့်မယ် social media တွေသုံးမယ်စားပစ် zone clutter တက်တဲ့သူတွေအော် tablet လေးသုံးရတာကိုင်းတဲ့ထဲရတဲ့ simple ဆိုတဲ့မိတ်ဆွေများအတွက်အဲဒီဖုန်းကိုအသုံးပြုလို့ရပါတယ် iPhone ကတော့ကျွန်တော်ရင် Mi Max 3နဲ့ကျွန်တော်ရင် Mi Mix 4ပဲဖြစ်ပါတယ် အဲဒီဖုန်းတလုံးကမိတ်ဆွေများအတွက်အရင်ကိုကောင်းမွန်တဲ့ဖုန်းတလုံးပဲဖြစ်ပါတယ်အဲဒီဖုန်းတလုံးလည်းကျွန်တော် recommend ပေးပါတယ်ကျွန်တော်တို့တွေအဲကျွန်တော်တို့ဗီဒီယိုအတင်းတင်းလုပ်တဲ့လူတွေအဲပြီးတော့ကျွန်တော် software တွေမြင်များထည့်သုံးတဲ့လူတွေ social media သုံးတဲ့လူတွေဗီဒီယို call တွေခဏခေါ်တဲ့သူတွေအတွက် screen size ကြီးကြီးနဲ့ကြည့်လို့လည်းအရင်ကောင်းတယ်သုံးရတဲ့လုံးဝ smooth ဖြစ်တယ်ကျွန်တော်တွေ run set run set run full ဆိုတော့ကျွန်တော်တို့လုံးဝကိုအဆင်ပြေနေမှာဖြစ်ပါတယ်အဲ့တော့ message မြတ်ဒီတဲ့ငွေတက်နိုင်လို့ရှိရင်တော့မိမိ folder ဝယ်လိုက်ပါ ငါးသိန်းကျော်စုံစုံလေးနဲ့ကိုရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မီမက်ကျွန်တော်မီမက်3ရတော့ကျွန်တော်တို့နှစ်သိန်းကျော်ကျော်လေးပဲရှိပါတော့လဲအဲ့လူတိုင်းတက်နိုင်တဲ့ဈေးလည်းဖြစ်နေပါပြီဒါကြောင့်မိတ်ဆွေများ second second phone လဲကင်နေတယ်အဲ့တော့ဈေးကြီးတာကြီးလည်းမတုံးခြင်းဘူးစကွန်ရှာကြီးလည်းတုံးခြင်းတယ် gain လည်းဆိုးခြင်းတယ်အဲ့တော့ zone clock တွေဆိုစသဖြင့် video call တွေ video internet တွေလုပ်ခြင်းတယ်ဆိုလို့ရှိရင်တော့အခုကျွန်တော်ပြောမယ်ဖုန်းနှလုံးတော့ပြေဝလိုက်ပါတော့အဲ့တော့မီမက်3ရဲ့ အဲမိမေဖိုးရေပေါ့နော်အဲ့တော့ကျွန်တော်ကြီးအဲ့ဒီမိမိမက်စီးရီးတွေကကျွန်တော်စပေါ်ရရဲ့ကြိုက်တယ်ဗျအဲ့မိမက်1ဆိုရင်စပေါ်ကတက်ကွာကျွန်တော်ဝယ်ကင်တာတကယ်မိုက်တယ်တကယ်တည်းတတော်မိုက်တယ်ပေါ့နော်အဲတခုတော့ရှိတာပေါ့နော်မိတ်ဆွေမြတ်ကရဖာတော့မဝယ်မိမဝယ်မိစင်နေပေါ့ဗျာရဖာဆိုတာတော့အခုနောက်ပိုင်းဖုန်းတွေကတော့အနောက်မှာအဝါရုံအဖက်ကြီးတွေနေတယ်တချို့လိုမျိုးအဲ့လိုမျိုးရှိတယ်တချို့လည်း အဝိုင်းရံဖက်ကြီးမပါဘူးတချို့လဲရဖာလေးအဲ့လိုမျိုးပုံတော့ရဖာလုံးနဲ့ official လုံးနဲ့ message မျိုးခွဲပြီးဝတ်တက်ဖို့တော့လိုပါတယ်ဒါကြောင့်မလို့ရဖိုင်းမိပြီးတော့သုံးကောင်းမော်ဘွားဆိုပြီးတော့မပြောနိုင်ဘူးဗျာနော်အဲ့တော့ official လုံးဆိုရင်လုံးဝသုံးကောင်းပါတယ်1အစသုံးကောင်းပါတယ်အဲ့2ရဲသုံးကောင်းနဲ့အဲ့တော့အခုကကျွန်တော်တို့တွေအနည်းဆုံးနေနဲ့3နဲ့ Mimi 4 um sorry Mimi 4ကတော့တကယ်ဝယ်တဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်ကဲဒါဆိုရင်မိတ်ဆွေများ zoom class တွေတက်လို့ရတယ် video call တွေကြိုက်ခေါ်လို့ရတယ် editing တွေလုပ်လို့ရတယ် game တွေ share ကြည့်လို့ရတယ် screen size ကြီးကြီးဗျာရုပ်ရှင်လည်းကြည့်ရတယ်အားရစရာကြီးဖြစ်စေမဲ့ဖုန်းတော့ဖုန်းပဲဖုန်းတက်ကြီးတဲ့ meme မီမတ်ရီနဲ့မီမတ်ကိုမေးဆွေများကျွန်တော် recommend ပေးပါတယ်ဗျအဲ့တော့ဈေးကလည်းအလုံးတက်တဲ့ဈေးလည်းဖြစ်တော့ပါပြီနှစ်သိန်းကျော်ကျော်နဲ့၅သိန်းစုစုမရှိပါတော့တယ် ားလုံးကျေးဇူးတင်ပါတယ်။နောက်ပြီးတော့မှာတော့ကျွန်တော်မိတ်ဆွေများအတွက်အကောင်းဆုံးရွေးချယ်လို့အကောင်းဆုံးဖုန်းလေးလေးနဲ့ဇင်းနှုန်းလေးလေးဆက်လက်ပြီးမြောက်ပေးမှာမဖြစ်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။